ကာကာဘုံမြတ်ထုံတရာဝတ်တက်ခင်မှာကားတွေပိတ်နေပါတော့တော်တော်ကြနေပါဘူး။ဟိုးပိတ်ချက်ကြီးရမ်းတော့ရရ။အင်း။ကားဆက်ကော့ရွာပေါ့နော်။အရင်တော့ကဒီဇလုံးဟိုပါပြီးတော့ပြဖျားရပါကူးတယ်။ဒီကနေဇက်နဲ့ကူးရတာ။ 游戏。 င်္ဂလာပါဒီနေ့ကတော့ရန်ကုန်မြို့နယ်မိုင်80နီးပါးကွာဝေးရဲ့ AR တိုင်းဟင်းသရရိုင်ထဲကဇလိုမြို့လေးကိုတွားရောက်လည်ပတ်มาဖြစ်ပါတယ်ဇလိုဆိုတာနဲ့တွဲပြီးသိကြတာကဇလိုပြည်တော်ပြဘုရားကြီးပါဒီနေ့ကဇလိုပြည်တော်ပြဘုရားကြီးအရေးဇလိုမြို့တွင်ပါရှိတဲ့အထင်ကြီးတဲ့နေရာတွေကိုတွားရောက်လည်ပတ်มาဖြစ်ပါတယ်အခုတော့အခြေကတတိကျိုးပည့်ရနဲ့တိုက်ဆိုင်နေတဲ့အတွက်လမ်းမှာခီးသွားနေတဲ့စီကားနေပြီးတော့ဒီဈေးတယ်လေးတွေအများအပြားကိုလည်းလက်ခီးမှာတောက်လျှောက်တွေ့မြင်ခဲ့ရပါတယ်။ ချက်ကြီးရတယ်အခုကကဘုံမြတ်ထုံတရားကိုတက်ခင်မှာကားတွေပိတ်တယ်ဗောနော်တော်တော်ကြာနေပါပြီနာယီဝက်လောက်တော့ရှိဘူးဗောနော်နောက်ကလည်းကားရအရှိရှိမှတော်တော်ပိတ်နေပါတယ်ဒါတရေကျုပ်ဖရက်ခီးသွားတဲ့ကားတွေဗောနော်တော်တော်များများပိတ်နေတာပါအခုကထုတ်တဲ့အတိုင်းပါဗောနော် classic မှာခဏနားပြီးရောကြက်ကြော်ဝဲရပါဒီကြက်ကြော်ဝဲတော့မဆယ်မင်းလောက်စောင့်ပါအတူရရမ်းများလို့သတင်းချုပ်ဖိအောင်ခကြီးထွက်ကြအချောင်းသာအောင်စောင့်သွားကြတာတော့မသိဘူး ါတဲ့အလောက်မများပါအောင်အခုတော်တော်စောင့်လိုက်ရပါတယ်။ကဲမင်းပါဝယ်နေရှိမလား။ဘူးတီလေးကိုအဲ့နေရလား။ဟာလာဘူးတီဝယ်ရလား။အေးဘူးတီဘူးတီကနှစ်ထောင်နဲ့ဘူးတီတွေက၃ထောင်နဲ့ဘူးတီတော့ဝယ်ရဘူးနော်။ဟိုမှာတော့ပဲမှာလေးစောင့်ရပြီ။ဒါကငါလေးလုံးငါးထောင်နဲ့ ားပိတ်တာဟိုနားမှာကားတစ်စီးရလမ်းကြီးလေးမှာကားတစ်စီးပြတ်တော့အတော့ရှိသမျှကားဟိုဘက်ကဒီဘက်ရော ပိတ်သွားပါတယ်နောက်ပြီးတော့ကားတွေကကြော်တက်ကြတော့အမှလမ်းပြောင်းပြန်နေဖြစ်ပြီးတော့ကားတွေကပိုပိတ်သွားတာပေါ့နော်အဲ့တော့ကားတွေပိတ်ပြီးဆိုကြော်မတက်ပါနဲ့ကြော်တက်ရင်ပိုလမ်းပိတ်ပါတယ်ယထာပြဘိုးဘက်ကယထာလမ်းမှာဟောပေါ့နော်မသုံးလိုက်ရယထာလမ်းမှာ ဒါကစက်ကော့ရွာပေါ့နော်အရင်တော့ကဒီဇလုံးဟိုပြီးတော့ပြဘုရားရေပါကူးကြည့်ဒီကနေဇက်နဲ့ကူးရတာပါအဲဒီနေရာလေးကိုတက်တက်ဝင်ပြီးတော့ရိုက်ပြပေးပါပါအခုတော့တဒါကြီးရှိသွားပြီဆိုတော့အဆင်ပြေသွားပြီပေါ့နော် ဆိုရင်တော့တနုပြူမြို့တဲကိုဝင်လာပြီးဖြစ်ပါတယ်ဒီတနုပြူမှာထင်ရှားတဲ့နေရာတွေကပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာမြမာတွေဘက်ကစစ်သူကြီးမဟာဗန္ဓုလာကြဆုံးခဲ့တဲ့နေရာနဲ့ခံတဲ့အကြောင်းကိုလည်းဘလော့တဘုတ်ရိုက်ကူးတာရှိပါတယ်စိတ်ဝင်စားရဲ့ချန်နယ်ထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ် ်လေအခုဇလုံးပြီတော့ဗျဖရားရောရောက်ပါပြီအဲခါရဲက3နာရီကျော်တော့မောပါပဲဒီနေ့က4နာရီကျော်တော့မောင်းလိုက်ရပါတယ်လမ်းမှာကားပိတ်တာရောနောက်ဟို classes မှာအကြိုက်ထိုက်စားလိုက်တာရောကြောက်အချိန်နည်းနည်းကြာသွားတာဖြစ်ပါတယ် ဖျားကြီးရဲ့သမိုင်းကြောက်ကိုပြောရမယ်ဆိုရင်တက်ကတဲ့1146ခုနှစ်မှာဘုရော့ဖျားရဲ့တားဖြစ်သူတည်ရသူကတ냐ဝတ်တိရခိုင်ပြည်ကိုတိုက်ခိုက်အောင်မြင်ခဲ့တဲ့အတွက်မဟာမုနိအပါဝင်မုနိလေးစုကိုအမရဘုရားကိုပူဇော်ဖို့ပြဆောက်လာခဲ့ပါတယ်။ဗကမင်းလက်ထက်ကိုရောက်တဲ့အခါမှာတော့ဒီဇလုံမျိုးစာဥရွှေပွင့်က ဇလိုမျိုးမှာအပူဇော်ခံမှုကျေတုပြားကြီးကိုပိတ်ဆောက်လာခဲ့ပါတယ်။အမရပူရကိုပြန်လဲမပို့ဆောင်နိုင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့လက်ချက်အင်္ဂလိပ်တွေကဇလိုမျိုးအပါဝင်အောက်မြန်မာပြည်ကိုသိမ့်ပိုက် လိုက်လို့ပါပဲအဲအင်္ဂလိပ်တွေကဒီတိတ်ပိုက်ပြီးတဲ့အခါမှာလက်နက်ခဲရဲ့အတွက်ကျေးဇူးပြရတဲ့ခေါင်းလောက်တွေကိုအရေးကြိုးဖို့အိန္ဒိယနိုင်ငံကိုပို့ဆောင်ခဲ့ပါတယ်အဲ့ဒီထဲမှာလည်းဒီမန်အောင်မြင့်ကျေးဇူးပြကြီးလည်းပါဝင်သွားခဲ့ပါတယ်ဒါပေမဲ့ဒီဝစ်တိုရီယာပြည်မကြီးကဒီအိန္ဒိယနိုင်ငံဘုံဘေးကိုရောက်တဲ့အခါမှာခေါက်ကက်ယောဂါကိုခံစားနေရပါတယ်အဲ့ဒီချိန်မှာဒီကျေးဇူးပြကြီးကို ဖို့ထိုးပြီးတော့အရေးကြိုးတော့လေအရေးကြိုးလို့မရဘူးဖြစ်နေခဲ့ပါတယ်ဒီအိမ်မက်ထဲမှာအသက်မဆုံးရှုံးကြရင်ခေါက်ကက်ဝေဒနာပြောက်ခွေးကြ ရေးဒီဖျားကြီးကိုမြန်မာပြည်ကိုပြန်လည်ပို့ဆောင်ပေးပါလို့မှတ်တဲ့အတွက်ဒီမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဖျားကြီးကိုပြန်လဲပို့ဆောင်တဲ့အခါမှာလည်းအဲနေရာကိုတိကျမသိတဲ့အတွက်ဇလုံနဲ့ဟင်းသဒကြားကအေရီသဲသောပြပေါ်မှာပြစ်ထားခဲ့ပါတယ်ဒီအခါမှာဇလုံကပြည်သူတွေနဲ့ဟင်းသဒပြည်သူတွေကဖျားကြီးကိုဖောက်ဝတ်တပြီးအပြိုင်ဆွဲတဲ့အခါမှာဇလုံဘက်ကအသာရရှိတဲ့အတွက်အခုလိုဇလုံမျိုးမှာပဲပြန်လဲကိန်းဝတ်ဆန်တော်မူနေတာဖြစ်ပါတယ် င်းသူတော်လေးပေါ့နော်တဆူကို12000ကျပ်ပါခင်ဗျတဆူတစ်ဆောင်ကိုဝယ်ယူလိုက်ပါတယ်မိုးပွဲလေးတွေနည်းနည်းရွာနေတောက်လျှောက်ဒီဇလုံမျိုးဝင်ကြမှာမိုးကသဲလာတာပေါ့နော်တောက်လျှောက်မရွာအောင်အဲ့ဒီဟို ခင်တာအဲဒနုယူကနေအကျော်ဒီစလုံးဟိုလာလမ်းပေါ်မှာမိုးရွာလာတာပေါ့နော်အဲဒီဒနုဖြူနဲ့စလုံးမျိုးကြာပါလန်းကလည်းမတိတ်မကောင်းဘောနော်ဖြည်းဖြည်းချင်းမောင်းနေရအဲ့မှာကြာသွားတာလည်းပါတယ်ကဲဥပဖရားခုကြီးဆိုတော့သွားလိုက်ပါအောင်မယ်ဟုတ်ဟုတ်ဟုတ်ပြရဖို့ရေဟုတ်ဟုတ်ဟုတ် ဈေးတန်းလေးရှိရပေါ့နော်ဒီဈေးတန်းလေးကိုချက်ရိုက်ပြပါမယ်။ဘာရှိလဲဆိုတော့ကြည့်ပါ။ ော်လေးဘယ်လိုရအောင်လဲဒါကဒုက္ခမထောင်းတောင်းမကောင်းဘူးသူကလည်းဟုတ်ဒီနှစ်ခုကို၃တောင်ပေးပါချက်ဝင်မျိုးမှာသူကတည့်ရပြန်စားတယ် ရတဲ့တရက်ပြင်ရှိလားရက်ပြင်မရှိဘူးရှိဘူးနော်တရက်ပြင်ဟာရှားနေဒါအခုရိုက်ပြပေးရဒီတော့ပြန်ဖရားကြီးရှိရမုတ်ပေးတယ်ပေါ့နော် left alone နောက်ထပ်သွားဖြစ်တဲ့နေရာကတော့ဇလုံးပြည်တော်ပြန်ဘုရားကြီးနဲ့မလန်းမကန်းမှာရှိတဲ့ယဟန္တာဥတီလာရဲ့တတ်တော်စီတီကိုပဲဖြစ်ပါတယ်။ဒီတတ်တော်စီတီနဲ့အဲဆရာတော်ဥတီလာရဲ့အကြောင်းကိုပြောရမယ်ဆိုရင်ဆရာတော်ကြီးဥတီလာကတကယ့်ကိုတရားကြည်ကြအားထုတ်ခဲ့ပြီးတော့တရားထူးတရားမြတ်များကိုရရှိခဲ့တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးပဲဖြစ်ပါတယ်။ဆရာတော်ကြီးက1998ခုနှစ်မှာဒီဇလုံးဒေတာကိုတိတ်တမုတ်ဖို့ကြွားရောက်လာရင်းနဲ့ခန္ဓာဝန်ဆောင်ကဘဝနှစ်သက်တော့ပြန်လည်တော်မူခဲ့တာဖြစ်ပါ ပါတယ်ကန်းနာမှာတိတ်တမှုပြီးတာအဲဒီမှာဒီလိုပဲဘုရားကြီးလည်းကန်းနာမှာပဲပြုတော်ထားတာလေသုတ္တန်ကြောင့်တိတ်တမှုပြီးတော့ဒီရည်နေဆုံးလိုက်ပြီးခန္ဓာကိုယ်ထားတော့အတိတ်မျိုးဆောင်တဲ့သဘောရပါတော့ဆရာတို့ရှင်းနေတာလည်းရှင်းလို့ရတယ်ဒီတိတ်တမှုတွေတော့သုတ္တန်ကြောင့်လေနေရာကိုကန်းဆက်ထားမှုတော့ပြုတယ်တော့မှာပါပါဘူးပါလေဒီ ကစီနေတာခင်ဗျာအန်ရီကအင်္ဂါကြီးနဲ့ဟိုဟာဖြစ်သွားပြိနေပါဆက်တာဟောလဲသူမီးပြန်ဆရာပြန်လွတ်တော်မူတာလည်းဘယ်တော့မှပြန်လွတ်တော်မူတာ1269ခုကစုံလားသူရေခုနှစ်နာရီမှပြန်လွတ်တော်မူသွားတော့ဆိုတော့အခုဆိုရင်138နှစ်ကျော်သွားတယ်လွတ်လိုက်ရင်မရခင်ဟုတ်တယ်ဘယ်မှာပြန်လွတ်တော်မူတာလဲဒီလိုမျိုးပါပြန်လွတ်တော်မှာပဲမရဘူးကွယ် ကျွန်တော်တို့ဓမ္မကြီး body ကြောင့်တင်ကြမှုပြီးတော့ဇလုံကိုကြွားတာပါကြီးပထမဆရာတို့တာသနာပြုတဲ့ကြောင့်ကဟိုတာသနာပြုတဲ့ယင်ကကျွမ်းပန်ဆိုတဲ့တင်မောယင်နေဒါပေမဲ့ဓမ္မကြီး body ကြောင့်တင်ကြမှုပြီးတော့ဇလုံကိုကြွားမယ်ဆိုတော့ကျွမ်းပန်ဆိုတဲ့တင်မောပြတ်သွားတော့နိဗ္ဗာန်ဆိုတဲ့တင်မောနဲ့အစားထိုးကြွားတာပါအဲ1960တည်းကိုကစုံလာလို့ဖြစ်ရဲ့ညနှစ်နာရီလုံးမှာဇလုံကိုရောက်တယ်ဗျာ3ရက်နေမှာတုတ်တန်ကြောင့်ကမ်းလာမှာပေါ့တင်တမှုပြီးတော့အဲ့တော့ပြီးတော့ပြရားကြီးတဲ့ကမ်းလာမှာပဲရှိနေသေးတယ် တိတ်တမုတ်ပြီးပြီးတော့၄ရက်ကြီးခုနှစ်တိုင်းမှာခန္ဓာကိုယ်ဆက်သွားတယ်တည့်ရသေးပဲဆိုလို့ဒီမှာညလဲရတယ်ဆရာတော်တိတ်တမုတ်ခဲ့တဲ့ကြောက်ရဲ့နေရာကတော့ကမ်းလူတွေထဲမှာပါသွားပြီဒီလိုပဲဘုရားကြီးတော်ဖြစ်ရတဲ့ကမ်းနာလို့လေဆရာတော်ကြီးတိတ်တမုတ်ခဲ့တဲ့တုတ်တန်ကြောင်းလို့ဒီလိုပဲဘုရားကြီးရဲ့ညာဘက်မှာလေကျွန်တော်တို့ပုတ်ပါရင်ဓမိကရင်ကိုအကြောင်းလေးကြောင်းတက်တော့တာဆရာတော်ကြီးကိုတကြိုးလို့၁၅ရက်ကြာမှာဆရာတော်ကြီးရဲ့ဒီလိုတဲ့နေရာကြီးပြောအုတ်ကပြန်လို့ဓာတ်တော်ကြီးလူလာပါတော့နော်အစင်တကားတင်နေတဲ့လာရောက်ကြည့်ကြရင်မြေကြီးတွေပူတော်ဖို့တူတူပြီးတော့ဘုရားမြေကြီးတွေ အဲ့ဒီအရွေးတကျထားတဲ့မြေကိုရေမွေးပလင်းနဲ့ထည့်လိုက်ရတဲ့ပဲလူခုလူတိုင်းလူဖြစ်။အော်ဆိုတော့သူ့တိုင်းမှာပေါ့။အင်းလူကြပူကြတာပေါ့။ဘို့ကတော့ဒါရှိမရှိဘူး။လူချင်းနဲ့လူပူကြချင်းနဲ့လူပူတော့ဆိုတော့ဆယ်တောင်ဆယ်ဟာတော့ဂျိုင်းဖြစ်သွားတယ်။တာသနာထုံးကားလာတဲ့ဂျိုင်းကြတော့အဲ့ဂျိုင်းကိုကံပေါင်းဘောပကပြရကံပေါင်းဆယ်ပြီးပြီးဆရာလေးကျေမွေးကြွလာတယ်။လိမ့်မန်းဆိုတဲ့တင်မောပုံနဲ့နောက်တစ်ခါဆရာလေးကိုရထားမတိုင်ချမတ်ကဲစင်မင်းဆိုတဲ့မက်ရက်ကိုပြုလုပ်ထားတဲ့ရှင် အပကူရံကိုอืมတိုင်ကတကယ်မှဒီသလုံသားတွေကိုလှူပါဘူးသလုံသားပဲရတယ်ဟုတ်အဒီကနေတကယ်ကြီးဒီကနေကန္နာကိုဝီဒီကအင်းကန္နာကြီးသူကကြရမှာမျိုးတော့အလားလားတိုက်တဲ့ body ပြင်မျိုးပဲပြင်မအထင်ကားတဲ့ကတည်းကပရိဘောကကြီးခေါ်တာပေါ့နော်သူရဲ့ထူးခြားချက်ကဘာရှိလဲဆိုတော့ဥဒိတ်ဆုံးတော့ဘာလဲဒီဒီကြတော့ညောင်ရ၅ရက်ကိုယူပြီးတော့အိမ်မှာပြင်ဆင်ထားတာလေ၅ရက်လောက်ရှိအောင်ကြောင်းသွားတော့ဘောပကပို့အောင်ကြောင်းရတော့ ဘောပကဘွဲကအများကြီးမှာပြူလို့ရအောင်ဒီနှစ်ရွက်ကိုထူခံထားတာရှိတယ်။နောက်တစ်ခါပန်းတန်တော်မယန်းကြောင်ဆရာတော်ကြီးလာတော့ရောင်ရွက်တရားကြီးကိုဒုထပြီးတော့တက္ကရဘာသာနဲ့သမတ်ပေါ်တယ်ရောင်ရွက်ရှိတယ်ကြီးရ။အဲ့ဒါဟိုဘယ်နာလီမှာပါ2000ခုခုနှစ်တည်းရာထူခံထားတာကုသိုလ်23ခုရှိတော့ပေါ့။ဒီနာလီမှာတူပြီ။ပြည်ပြည်တူဟုတ်ကဲ့။ဥပကလေးအောင်ကြီးအောင်ကြီးဟုတ်ကဲ့။

Sân lô ấy, cái nào ở nó, có bà dì dì bà xì lấy ra đi trong, đi vô lấy bà chặt tỏa mà. တယ်ဒီရည်တက်ကြည့်ပါဒီတက်နေတယ်ရဲ့အဲဒီနေရာလေးစိတ်လည်းဖြစ်တယ်ပေါ့နော်ဟိုမှာရှင်းပါလေးလေးထွက်တော့မယ်ဘောမျိုးဇက်ဇက်ဒါလေးနဲ့ကူးကြမှာ 这个。加了，难道就买？没没，难道就难道就？后边加难道就？后边加难道就？ နှုံသားလေးနဲ့တရပါဆက်ကမြန်နေတော့ဘူးဆိုဟိုးနားရောက်ပါပြီဘလို့မောင်းသွားလဲမသိဇလုံမျိုးမှာဆိုရင်ဒီနေ့ရိုက်ပြပေးတာကပြည်တော်ပြန်ဖျားကြီးရှိမယ်နောက်ဟိုရသေးအဥတီလာဓာတ်တော်စီတီရှိမယ်အခုဒီမှာကန္နာရှိမယ်နောက်ရှစ်သားလျောက်ဖျားရှိသေးတယ်တဲ့အခုရှစ်သားတန်းဖျားကိုသွားမယ်ပေါ့နော်ပြီးရင်တော့ရန်ကုန်ပြန်ပါမယ်အခုကနေ့ညနေ ၄နိုင်ထိုးပါပြီ။ရန်ကုန်ကထွက်လာတော့မနေ့ကိုကိုယ်၁၀နိုင်ပေါ့နော်၁၀နိုင်လောက်ကထွက်လာတာပါ။ဇလုံမျိုးရဲ့အကြောင်းကိုပြောရမယ်ဆိုရင်ဇလုံမျိုးက ARD တိုင်းထဲမှာပါဝင်ပြီးတော့ဟင်းသတ္တခရိုင်ဇလုံမျိုးနယ်မှာတရှိပါတယ်။ ARD မြစ်ရဲ့အနောက်ဘက်ကမ်းမှာတရှိပြီးတော့ဟင်းသတ္တမျိုးနယ်အရှိတောင်16မိုင်ခွာမှာတရှိတာဖြစ်ပါတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ကိုလိုနီခေတ်ဦးမှာ ARM မြေရေတိုက်စားလို့မြို့တဝက်ကျော်ကျော်ထိမြစ်ထဲကိုပါသွားခဲ့ပူပါတယ်။ဒါကြောင့်ရေကတာအစ်စ်တွေတိစောက်ခဲ့ရပါတယ်။ ARM မြစ်ကလည်းဇလိုမျိုးရဲ့အလယ်ကနေဖြတ်သန်းစီးဆင်းနေရကြောင်းမြို့နယ်ကနှစ်ချမ်းဖြစ်နေတာပေါ့နော်ဒီမြို့နယ်ရဲ့အနောက်ဘက်ခြမ်းမှာလေလုပ်ငန်းကိုအဓိကလုပ်ကပ်ပြီးတော့အရှိတ်ဘက်ခြမ်းမှာတော့လေလုပ်ငန်း၊ကိုင်းလုပ်ငန်းပြင်အင်းအိုင်များတရှိသဖြင့်အင်းလုပ်ငန်းကိုလည်းလုပ်ကပ်ကြရလို့သိရပါဗျာ ဇလုံမြို့ဟာတင်မောစိတ်ကမ်းမြို့ဖြစ်လို့ထင်းသသမလာတဲ့တင်မောတွေနဲ့ရေကုန်မလာတဲ့တင်မောများစိုက်ကပ်ရာဒေသတွေဖြစ်ပါတယ်။အဲအဓိကထွက်ကုန်ကတော့ဆန်စပါးဖြစ်ပါတယ်။ဇလုံမျိုးရဲ့အထင်ကြီးရနေရာတွေကအတိကဖရားတွေဖြစ်ပြီးတော့မန်အောင်မြည်ပြီးတော့ဗျာဖရားကြီးဗုဒ္ဓအတော်မြတ်ဖရားအဲဖုန်းတော်ကြီးဥတီလာစေတီနဲ့ရွှေငိမ့်အေးဖရားတွေပဲဖြစ်ပါတယ်။ သွားနေတာကတော့ဇလုံမျိုးမှာထင်ရှားတဲ့မိခွေပေါ်တော်မူရွှေသားလျောက်ဖျားနဲ့ဘီနာကတာရိန်တာဖျားတွေကိုပဲဖြစ်ပါတယ် င်တော့ဇလုံမြို့လေးကနေပြန်ပြီးဖြစ်ပါတယ်။ဒီဇလုံမြို့လေးကိုဘာကြောင့်ထူးခြားတဲ့မြို့လေးလို့ခေါင်းစဉ်ပေးထားရလဲဆိုတော့အိန္ဒိယနိုင်ငံကိုအရေးကြိုးဖို့ပို့ခံရပေမဲ့ထူးခြားတဲ့တကူတော်တွေကြောင့်ပြန်လည်ပို့ဆောင်ခဲ့ရတဲ့ဇလုံပြည်တော်ပြပြားရှိတဲ့မြို့နောက်ပြီးတော့ဆရာတော်ကြီးဦးတီလာကဒီဇလုံမြို့မှာခန္ဓာဝင်ချခဲ့တဲ့မြို့ဒါကြောင့်ဇလုံမြို့ဟာသာသနာရေးနဲ့ပတ်သက်ပြီးတော့အလိုထူးခြားတဲ့မြို့လေးတစ်မြို့လို့ပြောရမှာဖြစ်ပါတယ်။ ဲ့ဒီတော့လည်းကောင်းတော့တယ်ကျောင်းဟာလေးလားဗာလဲစနွေးဘူးလားစနွေးဘူးဘယ်လိုပြောတော့လဲစကားဒီအရလို့ရမ်း အဲဇလိုမျိုးကအထွက်ပေါ့နော်လမ်းမေးမှာအတင်းညာဆိုင်ကြီးအများကြီးရရှိရမှာရာတိကောတင်းကန်လေးဝဲဝဲတာပါ